Facebook account password မေ့နေတဲ့သူတွေနဲ့တခြား account တွေရဲ့ password တွေကိုမေ့နေကြတဲ့သူတွေအတွက်ဒီဗီဒီယိုမှာ Facebook password နဲ့တခြား account တွေရဲ့ password တွေကိုအလွယ်တကူပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးခြင်းပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ knowledge sharing channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကိုယ့်ရဲ့ Facebook account ရဲ့ password နဲ့တခြား social media account တွေရဲ့ password တွေကိုမေ့နေကြတဲ့သူတွေအတွက်အလွယ်တကူပြန်ကြည့်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ โอเคပါဘယ်လိုမျိုးပြန်ကြည့်လို့ရမလဲဆိုတာသိချင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လဲကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာโอเคပါဒီနည်းလမ်းလေးကတော့ကျွန်တော်ရဲ့ဖုန်းထဲက setting software လေးတွေကိုဝင်ပြီးတော့ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းထဲက setting software လေးတွေကိုပထမဆုံးအနေနဲ့ဝင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်မှာရှိတဲ့ search bar လေးပေါ့နော်ဒီပုံမှန်ရှိတဲ့ဒီ search bar လေးနေရာလေးမှာကျွန်တော်တို့ရိုက်ရှာပေးရမှာဖြစ်ပါတယ်။ဘယ်လိုမျိုးရိုက်ရှာရမလဲဆိုရင်တော့ auto face ဆိုပြီးတော့ရိုက်ရှာရမှာဖြစ်ပါတယ်။ A U T O F I L N auto fill ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ဒီနေရာမှာတခြားလေးရိုက်ပေးလိုက်ပါတော့။ Okay ပါ auto fill လို့ရိုက်ချလိုက်မှဆိုရင်တော့ဒီအောက်မှာရှိတဲ့ auto fill service from Google ဆိုတဲ့ကျွန်တော်တို့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ဆိုတော့ဒီမှာရှိတဲ့ auto fill service from Google ဆိုတဲ့ setting လေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါ။ပြီးပြီဆိုရင်တော့ဒီအောက်ဆုံးမှာရှိတဲ့ကျွန်တော်တို့ auto fill service from Google ဆိုတဲ့ကျွန်တော် setting လေးတွေကိုပဲထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ဆိုတော့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ โอเคပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိတဲ့ setting ကျွန်တော်တို့၅ခုတည်းကအလယ်မှာရှိတဲ့ကျွန်တော်တို့ Google Password Manager ဆိုတဲ့ setting လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီ Google Password Manager ဆိုတဲ့ setting လေးတွေကိုမိတ်ဆွေတို့ညက်ထပ်ဝင်ပေးလိုက်ပါခင်ဗျာโอเคပါဒါဆိုရင်တော့ကျွန်တော်ရဲ့ Google account ထဲမှာကျွန်တော်တို့ auto သိမ်းထားပြီးခဲ့တယ်ကျွန်တော်အဲကျွန်တော်တို့ Facebook account နေတခြား Google account နေပေါ့နော်ဒီ account နေမှန်တမ냐ရဲ့ကျွန်တော်တို့ password တွေကိုဒီနေရာမှာ ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဆိုရင်တော့ကျွန်တော် Facebook တွေရှိမယ်ဒီမှာ TikTok တွေရှိမယ်ကျွန်တော်တို့အခြား Instagram ဆိုရယ်လဲ Instagram account တွေရှိမယ်ပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲကကျွန်တော် Google browser ဖြစ်တဲ့ Chrome browser လေးမှာကျွန်တော် login တစ်ခါဝင်ဘူးတာ ਨੇ အဲ့ဒီ Facebook account ဒါမှမဟုတ် TikTok account တွေရဲ့ password တွေကိုကျွန်တော် Google ကနေပြီးတော့ auto သိမ်းထားပေးမှာပဲဖြစ်ပါတယ်။ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီ Facebook account ရဲ့ password ကိုကြည့်ကြည့်နေဆိုရင်တော့ဒီမှာရှိတဲ့ facebook.com ကိုနှိပ်ပြီးတော့ကိုယ်အနေနဲ့ကိုယ့်ရဲ့ screen lock လေးကိုဖြည့်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့ဒီနေရာမှာ username တွေ phone number တွေ gmail တွေ ရောပတ်စွားတွေကိုပြန်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ကြည်ကျင်နေဆိုရင်တော့ဒီမှာရှိတဲ့မျက်လုံးပုံလေးကိုနှိပ်ပြီးတော့ကိုယ်အနေနဲ့ပတ်စွားတွေကိုပြန်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့တခြားအကောင့်တွေရဲ့ပတ်စွားတွေကိုမိတ်ဆွေတို့အနေနဲ့ကြည်ကျင်နေဆိုရင်လည်းကိုယ်ကြည်ကျင်တဲ့အကောင့်ရဲ့မှာ Samsung ဆိုရင် Samsung.com ပေါ့နော်ဒီလိုမျိုးဒီ software လေးကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်တော့ဒီနေရာမှာကိုယ်အနေနဲ့ပြန်ကြည့်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီနီလန်းလေးကတော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဖုန်းနဲ့က setting နဲ့ကနေပြီးတော့အလွယ်တကူပြန်ကြည့်လို့ရမယ့်နီလန်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်တခြားသောနီလန်းတွေနဲ့ ုပ်လို့မရတဲ့သူတွေအနေနဲ့လည်းဒီနီလန်လေးနဲ့လိုက်လိုက်လုံကြည့်ကြဖို့လည်းကြောအနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုလေးတက်မှာမျှဝေပေးခဲ့တဲ့အထက်မှာနားမလည်တာမရှင်းလင်းတာလေးတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်အောင်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။